ိတ်ဓာတ်မြင်မာတဲ့ပုံကိုယ်တွေကိုလူလို့ခေါ်တာအထက်ကိုတလူလူတက်တဲ့စိတ်ဓာတ်ရှိတဲ့မြင့်မြတ်တဲ့စိတ်နေသဘောထားရှိမှလူလို့ဖြစ်တယ်သို့သောလူတွေထဲမှာလူစိတ်ဓာတ်ကင်းမဲ့ပြီးတော့တရိษံတွေရဲ့သဘောဝါမျိုးတွေကိုလည်းလူတွေရဲ့အထက်မှာသွားတွေ့နေရတယ်ပေါ့နော်ဒူးဒူးနိုင်ကျင့်နေဆိုတာတရိษံတွေရဲ့သဘောဝါတစ်ခုပဲ အဲ့ဒီတရိษံရဲ့သဘာဝတစ်ခုဟာလူသားတွေထဲမှာလည်းလာပြီးတော့တွေ့နေရတွေ့နေရတော့တကယ်လူသားစစ်မှန်ပြီးတော့လူစိတ်တတ်အပြည့်အဝရှိတယ် human dignity ခေါ်တဲ့လူခွန်သိက္ခာအပြည့်အဝရှိပြီဆိုလို့ရှိရင်အနိုင်ကျင့်ခြင်းဆိုတာမရှိတော့လောကလူသားတွေဟာအားရှိအားမဲ့အားရှိတဲ့ပုဂ္ဂိုလ်ဟာအားမဲ့တဲ့ပုဂ္ဂိုလ်ကိုနိုင်ကျင့်ကြတယ် ပစ္စည်းဥစ္စာရှိတဲ့ပုဂ္ဂိုလ်ကပစ္စည်းဥစ္စာမရှိတဲ့ပုဂ္ဂိုလ်နိုင်ခြင်းတယ်။ပညာတတ်တဲ့ပုဂ္ဂိုလ်ကမတတ်တဲ့ပုဂ္ဂိုလ်နိုင်ခြင်းတယ်။အသက်ကြီးတဲ့ပုဂ္ဂိုလ်ကအသက်ငယ်တဲ့ပုဂ္ဂိုလ်လေးတွေကိုနိုင်ခြင်းတယ်လို့ဆိုတယ်။လူလောကမှာမမြတ်တဲ့လောရတရားလူစိတ်ကင်းကွာနေတဲ့အခါမှာဖြစ်ပေါ်လာတတ်တယ်။အဲ့ဒါကိုစာပေကျမ်းကမှာလူစိတ်ကင်းပြီးတော့အနိုင်ကျင့်တယ်ဆိုတာ ဘယ်လိုဟာမျိုးဘာကြောင့်အနိုင်ကျင့်မှုဖြစ်တယ်လဲလို့ဆိုဒူရီရဲ့စိတ်နေသဘောထားတွေဟာရှမယံခအမြဲဒေါသရှင်ထဲမှာထားကြတဲ့အခါမှာကက်ခလောကျန်နေစိတ်ကျန်နေစိတ်တက်အနေအချင်းသူတို့ဘာကို နှိမ့်ဆက်ခြင်းနဲ့နိုင်ယူခြင်းနဲ့တစ်ဖက်သားအပေါ်မှာအနိုင်ကျင့်နေတဲ့ဆိုတဲ့သဘောတွေဖရုတော့ တစ်ဖက်သားကိုဒုက္ခရောက်အောင်လှုပ်ချင်တယ်ပရံဥသေတိဒါဟေတိတိဖရုသောဆိုတစ်ဖက်သားကိုစိတ်ဆင်းရအောင်လှုပ်ချင်တယ်လူစိတ်တယ်တာဟတိကောဆိုတဲ့စကားလုံးကအနိုင်ကျင့်တယ်လူတွေပါအဲ့ဒီအနိုင်ကျင့်တယ်ဆိုတဲ့လောက်ရက်တွေဟာလူလောကမှာလည်းတွေ့နေရတယ်ပေါ့နော်အဲ့ဒီတွေ့နေတာလူတွေရဲ့ဇယိုက်လက္ခဏာတွေဟာဘာကြောင့်ဖြစ်ပေါ်နေသလဲဆိုတာ အဲ့ဒါတွေဟာဖြစ်တဲ့သလားစဉ်းစားကြတန်လေးခတ်တုတ်တံမှာမြတ်စွာဘုရားကနှလုံးသွင်းမှုပြောတာနှလုံးသွင်းမှုအထဲမှာချင်းစင်တစ်ခုလေးကိုကိုကိုပြင်ဆင်ကြရမယ်အနေထားတစ်ခုပေါ့ငါမှာအနိုင်ချင်းကျင်တဲ့စိတ်ဓာတ်ဉာဏ်တန်းနဲ့စိတ်ဓာတ်ငါမှာရှိသလားရှိလို့ရှိရင်ဒီစိတ်ဓာတ်မျိုး အပြင်းရမယ်အတ္တတမပဏိတိမင်္ဂလာကိုစိတ်ကိုကောင်းပြုပြင်တာမင်္ဂလာတစ်ခုမင်္ဂလာဆိုတာကြည့်ပါတို့တို့လောကလူတွေကမင်္ဂလာတော့လိုချင်တယ်သို့ဘောမင်္ဂလာရှိအောင်လုပ်ဖို့ကြတော့လက်နှေးနေတတ်တယ်နော်မင်္ဂလာရှိမှမသိတာဖြစ်တယ်အဲ့တော့ချမ်းသာတယ်ရစ်ဆက်တယ်အနိုင်ကျင့်တယ်ဆိုတာဟာလူသားတွေရဲ့အမှုအကျင့်မဟုတ်ဘူး တရိษံတွေရဲ့အမှုချင်းကိုခေါ်ရမှာဖြစ်တယ်ပေါ့။ဒါကြောင့်မို့တရိษံတွေရဲ့အမှုချင်းတွေဟာလူသားတွေထဲမှာ လာပြီးတော့ရောက်ရှိနေခြင်းဟာကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူးမကောင်းတဲ့လက္ခဏာ။